ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအပစီတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မှုဖြစ်ပါတယ်ဒီနေ့တနင်္ဂနွေနေ့အစီအစဉ်မှာတော့ဒီနေ့ညမှာရှင်ပြန်ကစားမဲ့ဘောလုံးပွဲတွေကပြည်သူတွေအကြိုက်တွေးမဲ့ပွဲစဉ်တွေကြောင်းဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာလည်းကိုစိုးဝင်းစောနဲ့ကိုချင်းညီကပါဝင်သွားကြမှာဖြစ်ပါတယ်ခင်ဗျာအဲကိုရီမင်္ဂလာပါမင်္ဂလာပါခင်ဗျာတော့ကျွန်တော်တနင်္ဂနွေကတော့ပရီးမီယာလိပွဲတွေထဲမှာလုံးဝအကြိုက်နေဖြစ်နေတဲ့ဒီဘယ်လိုပြောရမလဲ ီနှစ်ပေါ်လို့ရသည်မတိုင်ခင်ပြီးခဲ့တော့အဲပေါ့ပေါ့အဲ့နှစ်သိန်းရဲ့တွေးဆမှုဖြစ်တော့ဒါပေမဲ့လက်ရှိအချိန်လေးလေးရတော့အာသူတို့ကအမပိစက်အခုဘယ်လောက်ဘယ်လောက်တရောင်းနေကြရတယ်မသိနော်နော် Man City နဲ့1 2 1 2 3 2 3အစ်နှစ်နဲ့သုံးပါနှစ်နဲ့သုံးပါပြန်လာကြရပြီနော်အဲ့တော့ဒီပွဲစဉ်ကိုသူတို့နှစ်သိန်းတွေးတဲ့အခါမှာဘယ်သူနိုင်သွားမလဲဘယ်သူရှုံးသွားမလဲတည်ကြမလဲဆိုတော့လည်းကျွန်တော်တို့ဆွေးနွေးရမယ်အဲ့တော့ဒီနှစ်သိန်းရဲ့ရလက်ဟာ Premier League ရဲ့တိုင်တယ် race ကဘာတွေဖြစ်သွားနိုင်လဲဆိုတာလေးနဲ့အရင်စပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းလေးပဲစဖွင့်အောင်ဘယ်လိုတွေ ဒီပွဲရလက်ဟာပရီးမီးယားလိပြိုင်ပွဲလမ်းကြောင်းပေါ်မှာဘာတွေတက်ရောက်မှုရှိပြီးဘယ်လိုတွေအချို့ကိုဖြစ်နိုင်လဲပေါ့နော်ဒါလေးရင်စပြီးတော့ကိုကိုစိုးရင်တော့ပဲစပြီးတော့ဆွေးနွေးပြပါဟုတ်ကဲ့ပါဒီနှစ်သင်းကလောလောဆယ်အမှတ်ပေးစရာမှာကျတော့နှစ်နဲ့သုံးဆိုပေမဲ့အပေါ်ကဥဆောင်နေတဲ့အာဆင်နဲ့ကျတော့မန်စီးတီးနဲ့6မှတ်လီဗာပူးနဲ့9မှတ်ပေါ့နော်6မှတ်9မှတ်လောက်ကွာနေဆိုတော့ဒါအာဆင်နဲ့အမှတ်ထပ်မပြတ်သွားဘူးကဒီဘက်မှာတသင်းသင်းကလိုက်ဖိအားပေးဖို့ဆိုရင်အရှုံးနိုင်တသင်းသင်းပေါ်ခဲ့မယ်ဆိုအဲ့9နဲ့အသင်းကအာဆင်နယ်ကို ဆက်ပြီးဖိအားပေးခွင့်ရမယ်။တည်ရကြခဲ့ရင်ပို့ဆိုးသွားမယ်။ရှုံးသွားတဲ့အသင်းကကျွန်တော်ထင်တယ်ကိုမဆယ်မက်တီပြတ်သွားမယ်ဆိုတော့တော်တော်လေးအချိန်ကြီးဆိုးသွားမယ်ဗျာ။ဟိုဒီတိုက်တဲ့မှာတော်တော်ကြီးကိုလက်လွှတ်ရတော့မယ်အနေထားမျိုးကြီးရောက်သွားမယ်ဆိုတော့တကယ်ကိုဒါတိုက်တဲ့ race မှာအများကြီးတက်ရောက်မှုကြီးနိုင်တဲ့ဒါပွဲစဉ်လို့လည်းထင်တယ်ပြီးတော့ဒီနှစ်သင်းကနောက်ပိုင်း၄၅ခုနှစ်နှစ်လောက်ကြီးလိုက်ရင်သူတို့နှစ်သင်းပဲပြိုင်နေတာဟုတ်တယ်အာဆင်နယ်ကအခုနောက်ဆုံး၃နှစ်မှာအဲတိုက်တယ်ရီဆက်ကိုချိန်ချောက်လာတယ်ဒုတိယနှစ်ကြိမ်ရခဲ့တယ်ဆိုပေမဲ့ယူထားတဲ့ အကျင့်ရွတ်ချင်းရင်လီဗာပူးနဲ့ဒီမန်စီးတီးပဲယူထားတာမန်စီးတီးကတော့အကျင့်အများဆုံးပေါ့နော်လီဗာပူးကတော့2ကြိမ်ဟုတ်ရှန်ကလော့လက်ထက်မှာ2ကြိမ်ပြီးခဲ့တဲ့နှစ်ကအာနစ်စလွန်နဲ့2ကြိမ်2ကြိမ်ရထားတယ်ကျန်တာ9ကြိမ်လောက်ကမန်စီးတီးယူထားဆိုတော်တော်ကြောက်စရာကောင်းတဲ့အသင်းနှစ်သင်းတွေ့တယ်တကယ်ဆိုဒီနှစ်သင်းကဒီလိုအချိန်မှာကျွန်တော်တိုက်တဲ့အကြောင်းသူတို့ရဲ့တိုက်တဲ့အကြောင်းကိုကျွန်တော်တို့ပြောရမှာဒီအသီးမှာကျတော့အာဆင်နယ်ကအရင်ကြီးထိုးထွက်သွားတဲ့အကြောင်းသူတို့ကတိုက်တဲ့အတွက်လိုက်ဖိအားပေးမဲ့အနေနဲ့ကျွန်တော်တိုက်တဲ့ challenge ဘယ်သူဖြစ်လာမလဲဆိုတာကိုအဖြေထောက်ရမယ့်ပွဲဖြစ်နေတယ်ကို။ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ကဒါ Premier League က၄ပုံတဘုံလောက်ပဲရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့က Champions League အတွက်သွားမဲ့ဒီဒီ title race ထဲမှာဆက်ပြီး challenge လုပ်နိုင်မဲ့အသင်းတွေဆက်ရှိဖို့အတွက်ဟိုဒါတွေပြောနေရပြောနေရတဲ့အချိန်တွေရောက်နေတာအဲ့တော့ခုချင်းညာဟိုဘယ်လိုထင်လဲပေါ့အဲ့တော့ခုဆိုရင်ဆိုပြောသားတာလေးကရှင်းပါတယ်ရှုံးတဲ့အသင်းက Champions League ကိုစိန်ခေါ်ဖို့အတွက်ပူဝေးသွားမယ်တည်ကြခဲ့ရင်လည်း အဲ့နှစ်သိန်းလုံးကိုဝေးပါမယ်နိုင်တဲ့တင်းရတော့ဟာဒါဒီဆက်ပြေးဖျားပေးမယ့်နေရာမှာရှိနေပဲပေါ့နော်အဲ့တော့ကိုချင်းကြီးကဘယ်လိုမြင်လဲပေါ့မှန်ပါတယ်အဲ့ဒါဒါကတော့ဒီဘွဲကဘသူကအာဆင်နယ်ကိုလိုက်ဖျားပေးမလဲဆိုတော့အဖြေကိုကျွန်တော်တို့တွေ့ရမယ်ဘွဲပေါ့နော်အရှုံးတဲ့အသင်းအတွက်ကတော့မန်တယ်ဘိုင်းမှာတော်တော်လေးနောက်ရောက်သွားနိုင်တယ်နိုင်သွားမယ့်အသင်းကတော့အာဆင်နယ်ကိုဆက်ဖျားပေးဖို့တမိုင်းပေးတာဝန်ရသွားမှာပေါ့လေအဒီဘွဲမှာကျွန်တော်တော့တည်ရမဖြစ်စေချင်ဘူးအာဆင်နယ်ပြိတ်သက်တွေတော်တော်များများတော့တည်ရကြရင်ပျော်မှာပဲဘာလို့ဆိုတော့ အခု6မှတ်နဲ့9မှတ်မန်စတီကို6မှတ်လီဗာပူး9မှတ်တရေသာကျသွားရင်မန်စတီနဲ့10မှတ်လီဗာပူးနဲ့9မှတ်နှစ်သင်းလုံးပိုဝေးသွားလိမ့်မယ်ဒီလိုပွဲမှာအာဆင်နယ်နောက်ကိုကတ်လိုက်မဲ့တာဝန်ကိုမန်စတီတို့လောက်ကောင်လီဗာပူးတို့လောက်တသင်းသင်းတော့ယူလိုက်ဒီတာဝန်ကိုယူပြီးတော့အဲ့အသင်းကကတ်လိုက်သွားလိုက်အဲ့တော့ဘယ်သူဖြစ်လာမလဲတော့ဒီပွဲကိုကျွန်တော်စိတ်ဝင်စားအဲ့လားပဲအာဆင်နယ်နောက်ကိုကတ်လိုက်မဲ့အသင်းကမန်စတီလားလီဗာပူးလားဘယ်အသင်းဖြစ်လာမလဲစိတ်ဝင်စားဖို့အရန်ကောင်းတယ်အဲ့တော့မန်စတီဆိုရင်တော့ဆရာတပည့်နှစ်ယောက်အာဒီဒါနဲ့ဂွာဒီယိုလာတို့ရဲ့ဒီတတိယအကြိမ်အားပြိုင်မှုရှေ့မှာလည်း မန်စတီးချန်ပီယံဖြစ်သွားနှစ်ကြိမ်လုံးအာဒီဒါကိုကိုက်သီးလေးဖြုတ်ဖြုတ်ပြီးတော့ဂွာဒီယိုလာဆရာသားဆရာသားတကွက်ပြသွားတာပေါ့နော်ပြပြပြသွားတာဒီချိန်မှာတော့ဆရာတစ်ပည့်နှစ်ယောက်တတရအချိန်ကျွန်တော်အားပြိုင်မှုမြင်ရမယ်တကယ်လို့အာနီစလော့ကကြာတော့လေမနစ်ကပရီးမီယာလိကိုရောက်လာတာဂွာဒီယိုလာကိုနှစ်ကြော့လုံးတီးထားတာအိမ်ဝေးရောဝေးကွေးရောနှစ်ကြော့လုံးဂွာဒီယိုလာကိုဟိုနှစ်ကြော့လုံးနိုင်ထားတဲ့ဟာရှိတယ်ဆိုတော့ဒီချိန်ဂွာဒီယိုလာဘာပြန်လုပ်မလဲဒါလည်းကြည့်ချင်တယ်မနစ်ကအာနီစလော့နဲ့တွေ့ရနှစ်ကြော့လုံးသူ့အသင်းကအချိန်နေမဟန်တဲ့အချိန်နေမှာအိမ်ဝေးမှာလည်းရှုံးပေးရတယ်အဝေးကွေးမှာလည်းရှုံးပေးရတယ် ပိုဆိုးတာကဂွာဒီယိုလာရောက်လာ2016မှာပရီးမီးယားလိဂ်ကိုရောက်လာတဲ့အီတီဟတ်မှာမန်စီးတီးကလီဗာပူးကိုတခါမှမရှုံးဘူး၈နှစ်လောက်ရှိရယ်ကလော့နဲ့ပြိုင်ခဲ့တယ်တခါမှမရှုံးဘူးအာနီဆလော့ရောက်တဲ့ပထမဆုံးနှစ်မှာမှအီတီဟတ်မှာမန်စီးတီးတမိုင်းရိုက်ဂွာဒီယိုလာလီဗာပူးကိုပထမဆုံးရှုံးပေးလိုက်ရတယ်အဲ့တော့ရှေ့မှာ၈နှစ်သက်တိုင်မရှုံးထားတဲ့မှတ်တမ်းကိုမနှစ်ကအီတီဟတ်မှာရိုက်ချိုးထားတဲ့လီဗာပူးဒီနှစ်မှာ၂နှစ်ဆက်အာနီဆလော့အဲ့ဒီလုပ်ကိုလုပ်နိုင်မလားလက်ရှိဖောင်မှာတော့မန်စီးတီးနဲ့ဂွာဒီယိုလာရဲ့ဟာလန်ဆိုတဲ့ ကိုသွင်းဆက်ကြီးကအရန်အလုံးလုံးနေတဲ့အတွက်ကြောင့်မန်စတီးကနည်းနည်းလေးပို favor ဖြစ်နေလို့ရှင်တယ်လီဗာပူးကတော့ဂျာရဲ့ချန်ပီယံလိမှာရီယယ်မက်ထရစ်ကိုနိုင်တဲ့အကောင်းဆုံးပုံစံကိုကျွန်တော်ပြင်မြင်ရဲဆိုပေမဲ့ယုံအရန်ယုံစားလို့မရသေးဘူးဗျာပရီးမီယာလိမှာလည်းဘီကေဘက်ကဗီလောင်နိုင်ထားတယ်ချန်ပီယံလိမှာလည်းရီယယ်နိုင်ထားတယ်နှစ်ပွဲဆက်ပြန်နိုင်ပြီးယုံကြည်မှုတော့ပြန်ရလာပြီးလမ်းမှန်တစ်ခုပေါ်ပြန်လျှောက်လာပြီးဆိုပေမဲ့လီဗာပူးကိုကျွန်တော်တို့ရှေ့မှာရိုင်ခဲ့တဲ့ဟာတွေနဲ့ပြန်ပြီးတော့ချိန်မယ်ဆိုရင်နည်းလေးတော့စိတ်ပူစရာလေးရှိအောင်မထင်ဘူးအော်အဲ့တော့ကျွန်တော်တို့ကတော့ဖြစ်စီကျင်ရတာကတော့ဒီမှာဟို ကျွန်တော်တို့တော့တလုံးလက်ရှိပြောနေတဲ့ဟာလေးကထိတ်ကအရှိရပြေးနေတဲ့အာဆင်နယ်နောက်ကိုနည်းနည်းလေးနှစ်ယောက်ပြေးပြေးလိုက်စေချင်တာပေါ့လေဒါပေါ့ဆိုတော့ဒါလည်းဟိုပွဲစဉ်တွေပိုကြည့်ကောင်းအောင်ပေါ့လေဒါပေါ့ဆိုတော့အဲ့တော့တင်းတင်းနိုင်စေချင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကြည့်တော့လီဗာပူးနဲ့မန်စီးတီးရဲ့လက်ရှိအခြေအနေကဟိုလက်ရှိမှာတို့ကလည်းဟိုအမပေးချန်ပီယံဖြစ်ဖို့ချန်ပီယံစုရဖို့တကူတွားနေတာတဲ့လက်ရှိမှာလည်းတို့ကရှေ့ရလူပြေးလိုက်ဖို့တဲ့ကို ထောက်ထားတဲ့ဒုက္ခလက်ထက်ကလွတ်ကြမတော့ပူပြီးတော့ခုပြဿနာနဲ့ခုပြဿနာနဲ့ကိုဖြစ်နေရတယ်ဆိုတော့တကယ်လို့ကျွန်တော်တို့ကဖြစ်စီခြင်းနဲ့ဆန္ဒတွေရတာဟုတ်ဟာရှိ ው ဒုက္ခခိုင်းသွားတာဒါပေမဲ့တကယ်ရောသူတို့အဲ့နေရာရောက်သွားရင်ရောတကယ် chain လုံးတိုင်းပါမလားဆိုတော့အာလေးရောတန်တရားလေးဆိုးရည်ဇေယားလေးရောရှိတယ်ဒါပေမဲ့သူတို့မှာတော့ကိုဆိုးရင်တော့ပြောတဲ့တစ်ချက်ပေါ့လေဒီအသွေးမွေးနဲ့ဒီစိတ်တွေကသူတို့မှာတရက်က9ချိန်ရထားတယ်တရက်က2ချိန်ရထားတယ်အထွေကြုံတွေကရှိထားတော့တတိတော့ထားစရာကောင်းတယ်ပေါ့နော်အဲအဲ လက်ရှိချိန်ကအာဆင်နယ်ကလုံးဝကို complete liver ဖြစ်နေလို့ဒါကျွန်တော်တို့ကမစိုးရင်စိုးရင်စိနေနေရပါဘောလေတကယ်သာအာဆင်နယ်ကရှည်ဆုံးတော့ဥဆောင်နေတယ်သူ့ရဲ့ return လေးကလည်းမှန်တစ်ချက်မှန်တစ်ချက်ဖြစ်နေတယ်ဆိုရင်ဒီ liverpool နဲ့ man city လိုက်ပုံမျိုးနဲ့ဆိုရင်အချိန်တိုင်းအာဆင်နယ်ကိုထက်ကြော်သွားအောင်ပါပဲလို့ကျွန်တော်တို့တွေးမိအောင်ပါ။ဝင်ပါပဲ။တော့ဝင်ပါ။ဒါပေမဲ့ဒီဘက်မှာလည်းလက်ရှိအချိန်တွေကအာဆင်နယ်ကတစ်ဖက်ကစိတ်ချစရာကောင်းနေတယ်။လီဗာပူးနဲ့ စီဒီရဲ့အခြေအနေကလည်းအရင်အခြေအနေမျိုးမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်လာကျွန်တော်နည်းနည်းလေးအရင်ကဲဖြစ်သွားရင်ပွဲတွေကြီးကောင်းမလားမလားဆိုတာစိတ်ပူနေတာဒါပေမဲ့ကျွန်တော်တို့ထင်မှတ်မထားတဲ့ဒေါင်းတန်နေရာနေတခုတော့ထွက်လုလာကြအောင်ပဲရှိနေပါထင်ပါတယ်နော်အဲ့တော့ကဲအဲ့ဒါကတော့ကျွန်တော်တို့ဒါဟိုပရီးမီးယားလိတခုလုံးနဲ့ပတ်သက်ပြီးတော့ဟိုဟောချုပ်ပြီးတော့ဒါပြပြောခဲ့ကြတာအဲ့တော့ဒီတပွဲစာလေးကိုပြောကြမယ်ဆိုရင်ရောပွဲရလက်ဟာဘယ်လိုဖြစ်သွားနိုင်လဲဘယ်သူဘယ်သူနိုင်သွားနိုင်လဲဘာရလက်ဘယ်လိုထွက်သွားနိုင်လဲပေါ့အခုချင်းစလိုက်ပါဒါလေးဟုတ်ကဲ့ပါ ဲ့တော့ Man City ရဲ့လက်ရှိဖောင်ရဆိုရင်တော့နောက်ဆုံး6ပွဲမှာ Villa နဲ့တပွဲပဲရှုံးထားပြီးတော့ဒီ Jaya ရဲ့ Champion League ပွဲအဖြေတော့မပါသေးဘူးပေါ့လေအဲ့တော့တော်တော်လေးဒါ return ကောင်းနေတယ်အဓိကတော့ Man City ကိုပြောရင် Haaland ပါပဲဒီနှစ် Man City ရဲ့ကောင်းခြင်းဆိုးခြင်းအားလုံးက Haaland ပေါ်မူတည်တယ် Haaland ကအခုဆိုရင် Premier League 10ပွဲမှာ73ဂိုးတောင်သွင်းတာတော်တော်ကြောက်စရာကောင်းတဲ့ဂိုးသွင်းရည်ကျွန်တော်တို့ အဲ့လိုဂူတင်ရကောင်းတဲ့တိုက်စစ်မှုကိုလည်းအရင်ကျွန်တော်မမြင်ခဲ့ဘူးပြီးပရီးမီးယားလီဂ်မှာတကယ်ဂန်တွေတိုက်စစ်မှုတွေကတော့ကျွန်တော်အများကြီးမြင်ခဲ့ဘူးလေဗျအလန်ရှီယာနေစပြီးပြောမယ်ဆိုရင်ရော်ဘီဖောက်လာမိုက်ကယ်အိုဝင်အများကြီးပဲဟယ်ရီကိန်းအော်နရီလက်ဆရိုက်အများကြီးပဲကျွန်တော်တို့မြင်ခဲ့ဘူးတဲ့တကယ်ဂူတင်ဆက်တွေမှာအများကြီးပဲဆာလာတို့လူရဲ့ဆွာရက်တို့လည်းဒီထဲမှာရှိတယ်ဟယ်ရီကိန်းတို့ရှိခဲ့တယ်အများကြီးပါပဲအခုနောက်ဆုံးအီဆက်တို့လည်းပါလာပြီးကျွန်တော်အများကြီးရှိခဲ့ဘူးတဲ့ဒါပေမဲ့အဲ့ထဲမှာဟာလန်ကတော့နေ့စ်လေဗယ်ရောက်နေသူနဲ့အမ်ဘာပေက မက်ဆီရိုနယ်ဒိုနောက်ပိုင်းမှာဘောလုံးလောကမှာတရာသီကိုဂိုး၄50လောက်ကိုထမင်းစားရေတော့သွင်းနိုင်တဲ့တရာသီလောက်ထကောင်းပြီးလုတ်နိုင်တာမဟုတ်ဘူးနှစ်တိုင်းဒီပါအဲ့ဒီ consistency အဲ့လိုပုံစံကိုလုတ်နိုင်တာမျိုးကဒီနှစ်ယောက်ပဲရှိမယ်လို့ကျွန်တော်ထင်တယ်ဒါဒီဘက်နောက်ပိုင်းခင်မှာပေါ့လေဥပမာဆာလာလည်းကောင်းခဲ့တာပဲရှေ့မှာဆာလာရဲ့ဂိုး30ဂိုး40ကျော်ရာသီတွေမြင်ခဲ့ပြီဒါပေမဲ့ဆာလာလည်းရှိမှာတော့ကျသွားပြီဒီရာသီမှာစပြီးတည်တာကျလာပြီဆိုတော့ခံစားရတယ်အဲ့တော့လက်ရှိဘောလုံးလောကမှာအဲ့ဟာလန်နဲ့ဘာဘေးရဲ့ level ကတော့ဘယ်သူမှမရောက်သေးဘူး ရာဖီညာတို့နောက်ထပ်ယာမဲတို့ဗီနီစီယက်တို့ရှိရဆိုရင်တို့ကကျတော့တောင်ပံနေမှာဆိုတော့အဲ့လောက်ဂိုးသွင်းရတဲ့တောင်ဝင်ကိုလည်းမရှိပါဘူးဆိုတော့ဖာလန်နဲ့ဘာပေရဲ့ဂိုးသွင်းအောက်တော့ဘယ်သူမှမှီမှလည်းမဟုတ်ဘူးမှီဖို့လည်းမလွယ်တော့ဘူးပေါ့လေဟာလန်ကဘယ်လောက်ထိအောင်ကြောက်ဖို့ကောင်းလဲဆိုတော့မနစ်ကသူ့ရဲ့ရော့သွားပါလေဆိုတော့ယာတီမှာတော့မှတရာတီတွဲမှာ44ပွဲမှာ35ဂိုးဒါသူရော့တဲ့ယာတီဟာလန်ဂိုးတွေအရင်လိုခြေသွမ်းမပြနိုင်ဘူးဟာလန်ပုံမှန်အလုံးမလုံးနိုင်ဘူးလို့ဝေဖန်ရတဲ့ယာတီ35ဂိုး တာမန်ကစားသမားတိဆိုရင်အဲ့ဒီ35ခုလောက်ရတဲ့ယာတီကသူ့ရဲ့ကစားမဘွားရဲ့အကောင်းဆုံးယာတီတစ်ခုဖြစ်ပါဘူးအခုနယူကာဆယ်မှာအီဆက်ဆိုရင်မနစ်ကပရီးမီးယားလိသွင်းကို22ခုလောက်သွင်းလို့သူ့ရဲ့အကောင်းဆုံးယာတီတစ်ခုကိုရခဲ့လို့2ယာတီလောက်ပြနိုင်ခဲ့လို့အခု20ကျော်သွင်းနိုင်လို့လီဗာပူးကစံချိန်တင်ပြောင်းရွှေ့ကြီးနေတောင်ခေါ်လာတယ်ဟုတ် ဒါပေမဲ့ဟာလန်ကကျတော့မနစ်ကလီမာ22ဂိုးလောက်သွင်းလဲဆိုတော့သူ့ရဲ့၃နှစ်တာဖြတ်တန်းမှုမှာအ ਨੇ ဆုံးရာသီပဲဟာလန်ပုံမှန်ခြေသွင်းမရှိတဲ့ရာသီကသူများကောင်းနေရတဲ့ level လောက်သွားနေဆိုတော့သူကောင်းနေဆိုရင်ပထမဆုံးရာသီမှာဘလောက်သွင်းလဲဆိုတော့35ပွဲမှာ36ဂိုးတောင်သွင်းတယ်တပွဲတကိုးပဲပြောချင်တာပွဲရည်အတွက်နဲ့သွင်းကိုကအလုံးကအချိုးကြီးကိုသွားတာပထမဆုံးရာသီ52ပွဲမှာ52ဂိုးဆိုတော့ဟာလန်ကဒီရာသီမှာလဲအခု Man City ရဲ့ နိုင်ပွဲတွေ Man City အခုရက်လက်ကောင်းနေမှာ तू အဓိကပဲအခုအိမ်ဝင်၄ပွဲဆက်နိုင်တာမှာပွဲတိုင်း तू တွင်းကိုတွေတွင်းနိုင်တယ်တပွဲ၂ကိုနှုံတွင်းနိုင်တယ်၄ပွဲဆက်တွင်းနိုင်တယ်တကယ်လဲ Man City ကအိမ်ဝင်နေမှာဆိုအခုတောက်လျှောက် return လေးပြန်ကောင်းအဓိကတော့ Haaland ပါပဲဒီပွဲမှာစောင့်ကြည့်ရမယ်အဓိက key player तू ပဲ Haaland အလုပ်လုပ်မယ်ဆိုရင် Man City ရလက်ကောင်းမယ် Liverpool ရဲ့အဓိကဒီပွဲမှာရလက်ကောင်းရင် Haaland ကိုရက်နိုင်ဖို့ပဲ Man City ကိုရှေ့မှာနိုင်သွားတဲ့အသင်းတွေကြော်ဖြတ်သွားတဲ့အသင်းတွေအားလုံးရဲ့လှုပ်သွားတဲ့အလုပ်ကအဲ့ဒါပဲ ချိန်မှာ Villa Man City ကိုနိုင်သွားတယ်စပါး Man City ကိုနိုင်သွားတယ်ဟာလန်ကိုကောင်းကောင်းအလွတ်မပေးဘဲနဲ့တပွဲလုံးထိန်းသွားနိုင်တယ်အဲ့အလုပ်ကိုလုပ်နိုင်ရင် Man City ကိုရက်လက်တော့လုပ်နိုင်တယ် Man City ကိုရက်တန်းနိုင်မယ်အဲ့အလုပ်ကိုမလုပ်နိုင်ဘူးဟာလန်ကိုတစ်ချိန်မို့တစ်ချိန်လွှတ်ပေးလိုက်ရတယ်ဆိုရင်တော့ဟာလန်ကကောင်းကောင်းဒုက္ခပေးသွားလိမ့်မယ်အဲ့တော့ဒီပွဲမှာ Man City ကို Liverpool အဲရက်တက်ညင်းနေဆိုရင်ဟာလန်ကိုရက်တက်အောင်လောက်ရမယ်အဲ့တော့ဟာလန်ရက်မလားမန်စတီရက်မလားအဲ့ဒါကိုပဲကြည့်ရလိမ့်မယ်ကျွန်တော်တို့မထင်ဘူးပြဟာလန်တော်တော်ကိုကြောက်ဖို့ကောင်းတယ် EDM မှာဆိုပိုကောင်းတယ်ဆိုတော့ကျွန်တော်ဒီမှာ Guardiola နဲ့ Man City ကိုပိုသဘောကျတယ်ဟာလန်လိုပွဲဖြေယုံကြည်မှုနဲ့တအားကောင်းနေတယ်ပွဲဖြေပြောင်းနိုင်တဲ့ကစားသမားလည်းရှိရကြအောင်ကျွန်တော်တို့ Man City ကိုဒီပွဲမှာပို့ပြီးတော့နိုင်မယ်လို့ပို့ပြီးခံစားမိဟုတ်ကဲ့အဲ့တော့ကုကုဆိုရင်တော့ကျွန်တော်တို့ဒီ Liverpool နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပါအောင်ပြောပါအောင်ဆိုတော့ကျွန်တော်တို့ Champions League မှာဂျာရက်မှာ ရီယယ်မက်ဒရစ်ကိုရီယယ်မက်ဒရစ်ကိုနိုင်လိုက်တဲ့လီဗာပူးရဲ့ဒီပြန်လာပုံလေးပေါ့လေဆိုတော့အဲ့ပြန်လာပုံလေးကဟိုဘလိုချင်နေလေးရှိလဲအဲ့ဒါလေးကဒီဘွဲ့ဒီထက်ပယ်လာနိုင်ခဲ့လို့ရှိရင်လီဗာပူးအတွက်မျှော်လင့်ချက်များရှိများရှိနေမလားပေါ့နော်ဟုတ်အဲ့ဒီဘွဲ့ခြေစွမ်းကတော်တော်လေးဒါလီဗာပူးရဲ့ခြေစွမ်းတော်တော်လေးစားစရာကောင်းပါတယ်တကယ်တကယ်ခြေစွမ်းကောင်းခဲ့တယ်ပြီးတော့ဒီမှာသတိထားမိတာက အာနေဆိုတော့တရားဒီမှာကစားသမားတွေအများကြီးနဲ့အသင်းကိုပြင်ဆင်မှုတွေလုပ်ပေမဲ့ तू လန်ဟောင်းတိုင်းပြန်လိုက်နေရတယ်ပေါ့နော်လန်ဟောင်းတိုင်းပြန်သွားမှာပဲသူ့ရဲ့ဒီပန်းတိုင်ကို तू ပြင်နေရတယ်ပေါ့နော်အရင် तू လန်တစ်ရှောက်ကြည့်တယ်ကစားသမားတစ်နေနဲ့ तू miss လုပ်ပြီးတော့ collaborate လုပ်ရှိတယ်မအောင်မြင်ဘူးဒါအခုဆိုရင်ကွန်းလန်မှာဆိုရင် super slime ရဲ့ဒါ magalister ရဲ့ grabber ပဲသုံးယောက်အတွဲကိုပြန်သွင်းလိုက်တယ်အဲ့ထဲမှာတော့ဒီလက်ရှိ performance အကောင်းဆုံးကစားသမားက super slime ပဲနေရာဆုံးမှာလည်း all round player အနေနဲ့ကစားနိုင်တယ် versatile လည်းအရင်ဖြစ်တယ်လို့အားလုံးကလည်းအရင်ကြောက်စရာကောင်းပြီးတော့ဟိုဂျရက်နောက်တစ်ယောက်ကိုမြင်နေရတယ်ပဲ free kick တွေဆိုလဲ real နဲ့ဘွဲမှာဆိုတကယ်သူ့ရဲ့ free kick တွေကအလုံးတိုင်းပြိုင်မဲ့ goal ပေါ့ကွာဟို shot target တွေဖြစ်အောင်ချိန်ချောင်းနိုင်တယ်ဆိုတော့တော်တော်ကောင်းတာခန်စစ်ကတော့ကျွန်တော်တို့မြင်နေကြအတိုင်းပဲအခုလမ်းဟောင်းမှာပဲကျွန်တော်တို့ဒါဝိုင်းရင်နောက်ခံလူ robertson ကိုသူတို့ပြန်သုံးနေရတယ်ဒီညာချမ်းမှာတော့အာနိုမရှိတဲ့အတွက်ကြောင့်ဒါမဖြစ်မနေအာနိုနေရကို corner bradley ကစားနေတယ်ဘိုကန်စစ်မှာလဲ van dyne နဲ့ corner တွေတိုက်စစ်ကိုကြည့်ရတော့လဲ ဆာလာရှိမယ်ဒါအခု IGTG ကတော့ပြီးခဲ့တဲ့နှစ်ကတိုက်စစ်မှုထွက်သွားတဲ့နေရာမှာသူအစာထိုးခေါ်လိုက်တဲ့နေရာတိုက်စစ်မှုနေရာမှာ IGTG ကိုသုံးလိုက်တယ်။ဘယ်ကြမ်းမှာ Gabo ပဲသုံးတော့ Florian Vaz ပဲသုံးတော့တိတ်မကွာဘူးဆိုတော့သူလမ်းဟောင်းတိုင်းပြန်သွားချိန်မှာအသင်းရဲ့ရလက်တွေကလည်းအခုနည်းနည်းလေးပြန်တိုးတက်လာတယ်။ပြီးတော့နောက်တစ်ချက်ကပြိုင်ဘက်ရဲ့ကစားဟန်နဲ့လည်းဆိုင်တယ်။သူတို့ရဲ့ရလက်တွေကပြိုင်ဘက်ရဲ့ကစားဟန်နဲ့လည်းဆိုင်တယ်။သူတို့ရလက်မကောင်းတဲ့ဘက်တွေကပြိုင်ဘက်တွေက physical အရန်အပြူတယ်ဒီ set piece တွေအသုံးပြုတယ်ဒေါင်ကန်ဘောတွေအသုံးပြုတယ်လက်ပြဘောတွေသူတို့အင်းတွေအသုံးပြုတယ်ဘောလုံးတွေကလေပေါ်မှာဝဲနေ လီဗာပူးကမကန်တတ်တော့အဲ့ဘောလုံးကို ground play ကစားတဲ့သူ့လိုပဲ light ကစားတဲ့အသင်းမျိုးဆိုရင် तू ကကစားတတ်တယ်သူရှုံးတဲ့အသင်းတွေကြီးရင်ဒါအဲ့လိုအဲ့လိုမျိုးပြိုင်ဘက်တွေကိုသူ brandford သူရှုံးတယ် palace ကိုရှုံးတယ်အသင်းကြီးတွေလည်းမဟုတ်ဗျဟို physical ဘိုင်းကိုအားပြုတ်ပြီးတော့ in and out နဲ့ကစားတဲ့အသင်းတွေသူတို့သူတို့မျောလင့်ထားသလိုကစားဟန်မျိုးမဟုတ်ဘဲနဲ့ကစားခတ်တဲ့ပြိုင်ဘက်တွေကိုသူကရှုံးတယ်ဆိုတော့အခု villa ကိုနိုင်တဲ့ဘက်မှာ villa လည်းအဲ့လောက်အမြင့်ဘောတွေမကစားဘူး play နဲ့သွားတယ် real ဆိုတာလည်း real အသင်းကြီးဖြစ်တဲ့အတွက်ကြောင့် အဲ့လိုပဲကစားရဲဆိုတော့နှစ်သင်းလုံးကိုနိုင်သွားဆိုတော့ Man City အနေနဲ့အဲ့တစ်ချက်ကိုသတိထားရမယ်ကိုယ် game plan တက်ဆိုင်အဲ့လိုပါနော် Liverpool မကစားတတ်တဲ့ဟို style မျိုးတွေပြောင်းကစားတာမျိုးလဲလုပ်ဖို့လဲဘာဖြစ်လို့ဆိုသူတို့မှာကြတော့တိုက်ဆက်မှာ Haaland ရှိရ Haaland ကို particle play down ဒီပေါ့ down light ဒီဘောလုံးတွေဒီမှာတိုက်ရိုက်ဒီပုတ် Haaland ကပြေးထွက်နောက်ဆုံးကစားသွားခဲ့တယ်ကျွန်တော်တို့ဒါဘုံမောက်တဲ့ဘက်မှာဆိုတော့ Haaland ကိုမြင်ရတကယ်မြင်ရင်တကောင်ကိုမြင်နေရတယ်ဘယ်လိုမှထိမနိုင်ဘူးဗျအကွာဟိုဘောလုံးပေးလိုက်ပြီဆိုတော့လည်းပြေးထွက်သွားဘယ်သူမှသူ့ကိုလိုက်လို့မရဘူးတိုင်ဖက်နောက်ခံလူလည်းမမိဘူး သူ့ဘောလုံးနဲ့ပြေးထွက်သွားပြီဆိုရင်သူ့ကိုလိုက်ဖို့ဆိုတော့သူ့ရဲ့ဒီဘယ်လိုခေါ်မလဲ engine power ကြီးကိုလိုက်မထိန်းနိုင်ဘူးအဲ့ချက်တွေကြောင့်ဒါကိုကျွန်တော်ဒါ harness ကိုကျွန်တော်သူတို့မကစားတတ်တဲ့လောင်ဘောတွေတက်ရိုက်ပေးဖို့အဲ့ရနေပြီးပြန်ဘက်ခန့်စစ်ကိုထိုးဖောက်ရင်တော့ပို့ပြီးရလက်ကောင်းနိုင်တယ် man city ကိုယ်တိုင်ကလည်းရလက်ပိုင်းရအရင်ဆိုးနေတာမဟုတ်ဘူးဒီလောက်ရှုံးခဲ့တိတိုင်အောင်သူကစားနဲ့ခြေစွမ်းနေတာတော်တော်အားရဖို့ကောင်းတယ်ကွက်လန်မာဆိုအခု rodia လည်းပြန်ပါနေပြီကြံ့ခိုင်မှုသာမပြည့်သေးတာပြန်ကစားလို့ရနေပြီ ဒါနီကိုဂွန်ဇာလက်လည်းရှိတယ်ပြီးတော့ attacking midfield မှာဆိုရင် Foden တို့ Ryan Shaki တို့ Riser ဆိုအကုန်လုံး Rider ဆိုအကုန်လုံးသုံးလို့ရတယ်ဆိုတော့တောင်ပံတွေမှာလည်းတအူးချင်းလှုပ်နိုင်တဲ့ကစားသမားတွေမှာဒိုဂူတို့လိုကစားသမားမျိုးရှိတယ်။မာမွတ်ရှင်လည်းပြန်လာပြီဆိုတော့တော်တော်လေးဒီဘက်ကကြီးလို့ကောင်းပဲကျွန်တော်လည်းကိုချင်းချင်းနဲ့အမြင်ချင်းတူပါဒီဘက်မှာတော့ Haaland ကနှစ်သင်းလုံးမှာသူတယောက်ပဲခြုံထွက်နေလို့ထင်တယ်။အဲကျွန်တော်အဲ့အချက်နဲ့ပဲကျွန်တော် ဒီပွဲကိုနည်းနည်းလေးပို့ပြီးတော့ကျွန်တော်အကြိုက်ကိုရွေးပါဆိုတော့ကျွန်တော်ဟာလန်ဥဆောင်နေတဲ့တိုက်စစ်ကိုကျွန်တော်ပို့ပြီးရွေးခြင်းနဲ့ဆာလာနဲ့ဟာလန်ကအရင်တော့ဆိုအပြိုင်ဒါပေမဲ့အခုတော့ဒီလိုကွာသွားတယ်ဗောနော်အဲလှုပ်လှုပ်ဆောင်မှုတွေချင်းလက်ရှိပြသထားတဲ့ခြေစွမ်းခြင်းတွေကွာတယ်ဆိုကျွန်တော်ကဒီချက်ကိုပဲအဓိကထားစောင့်ခြင်းတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီပွဲကဟိုနှစ်သိန်းကံမှာဖြစ်ပြီမဲ့ကျွန်တော်တို့တူးတူးကြဲကြဲမြင်နေရသည်ဟိုဟာလန်တယောက်ဖြစ်နေတယ်ဗောနော်အဲ့တော့အခုချင်းကြီးလည်းပြောပါအခုဆိုးရိမ်တော်လည်းပြောပါဒီပွဲကဟာလန်အလုံးလုံးနိုင်ပုံနဲ့အဲဟာလန်ကိုလီဗာပူး မထိတ်ချုံနိုင်ခဲ့ရင်ဒါပွဲကမန်စီးတီးပွဲဖြစ်သွားမယ်အဲ့တော့နှစ်သင်းစလုံးအတွက်နှစ်ဖက်စလုံးတည်းအဆုံးဖြတ်ပေးမှသည်အာလန်ပေါ့နော်ပြီးနောက်တစ်ခုကအခုဆွေးနွေးတော့ပြောရတဲ့မှာစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုရှိရယ်လီဗာပူးကဒါဟုတ်ပွဲကိုဆုံးဖြတ်ပြီးမှဟာလန်ဆိုလို့ရှိရင်ဟာလန်ကိုဘယ်လိုထိန်းမလဲဆိုတာလေးကိုလီဗာပူးလုံနိုင်မလားပေါ့လေဟိုထိန်းကောင်းလဲထိန်းနိုင်မယ်ထိန်းနေကြတယ်ထိန်းနိုင်ကြမှာလဲထိန်းနိုင်လိမ့်မယ်ပေါ့နော်ဆိုတော့အဲ့မှာပွဲအပြင်ဖြစ်သွားတယ်အဲ့တော့ဟို မြန်မာစလုံးရဲ့ပြောတဲ့ထဲမှာတော့ပွဲဖြီပါနေတလို့ဖြစ်နေပါပြီအဲ့တော့စီတီကပိုပြီးခွင်လန်းရှိတယ်စီတီနိုင်ဖို့များတဲ့ပွဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့နည်းနည်းလေးအချိန်လေးနည်းနည်းလေးရာသေးတော့အဲ့တော့ကျွန်တော်တို့ပြင်းပြလိကြောင်လေးနည်းနည်းပြန်သွားလိုက်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒါအခုပြောနေတာဒါတတိယလေးပါနောက်ဆုံး9နှစ်တွဲပါနောက်ဆုံး9နှစ်တွဲပါလေဘာဘူး9ချိန် အာမက်ဆီဒီခုနှစ်ကြိမ်လီဗာပူးနှစ်ကြိမ်ဒါမှမဟုတ်ချန်ပီယံဖြစ်တာရတယ်ဒါဆယ်ရာသီမြောက်ပေါ့လေဆယ်ရာသီမြောက်ဖြစ်လာပြီဆိုတော့အဲအဲ့တော့ဒီနေ့ကတော့ဟိုဒါချန်ပီယံစိန်ခေါ်တဲ့အထက်မှာလောလောဆယ်ဒီရေဘန်းစားဆုံးနဲ့အလားအလာကောင်းဆုံးကတော့ဟိုဖြစ်အာဆင်နယ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီ၃သင်းပေါ့လေဒီ၃သင်းပေါ့ဟိုမန်စီးတီးလီဗာပူးအာဆင်နယ်ဆိုတော့၃သင်းနဲ့ကနေပြီးတော့ကျွန်တော်တို့အကောင်းဆုံးလေး တရားလို့စီတနေရလားစီတနေလေးဆွဲထုတ်လိုက်ကြည့်အောင်ကျွန်တော်၅မိနစ်လောက်အချိန်ရတယ်ပေါ့နော်အဲ့တော့ဟိုဒါလေးကဘာကိုပြောချင်တာလဲဆိုတော့အကောင်းဆုံးကသမား၁၁ရက်ကိုရွေးထုတ်တဲ့အခါမှာအကောင်းဆုံးအသင်းကလူကအရေးအတွက်ပုံများတယ်ဟုတ်နော်အဲ့တော့ဘယ်သိပူကောင်းနေရဆိုတာဒီမှာလည်းအဖြေတစ်ခုထွက်ထွက်ထွက်လာတယ်အဲ့တော့နေရာလိုက်လေးကျွန်တော်တို့အကောင်းဆုံးကသမားလေးတွေရွေးချင်တာပေါ့နော်အဲ့တော့ဟိုနှစ်ခုနှစ်ယောက်ထပ်သွားမှဆိုလို့တနေရာကိုတစ်ယောက်ပဲရွေးလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ကိုသမားနေရာကိုကိုချင်းကြီးရွေးလိုက်မယ်ဆိုကိုဆိုးကိုဆိုးကတော့မြန်သွားတာပေါ့ရွေးတော့နော်မြန်သွားအဲ့တော့လက်ရှိမက်ဆီ အာဆင်နယ်လီဗာပူးတွေကဒါလက်ရှိချိန်ထိအကောင်းဆုံးကိုယ်စားမဆိုရင်ကိုချင်းကြီးကဘသူရွေးချင်လဲပေါ့ဟုတ်နေနေတော့ဒီမှာ controversial တော့ဖြစ်တယ်ကိုကြိုက်တဲ့ကိုနည်းနည်းကွဲလဲမယ်ပေါ့လေတကယ်တော့ lesson အများကြီးကွာတာမဟုတ်ဒါပေမဲ့လက်ရှိယုံကြည်မှုတွေပြနေတဲ့ clean sheet တွေ premier league 200သီးဆက် ဒီရွှေလဲအစုရထားတဲ့ rider ကိုကျွန်တော်ရွေးချင်တယ်လက်ရှိမှာလည်းဒီယာဒီမှာလည်း clean sheet ပွဲတွေတော်တော်လေးများနေပြီဆိုတော့ဒီ၁၀ပွဲမှာ9ပွဲလောက် clean sheet ယူထားတယ်အဲ့တော့ rider ကိုရွေးချင်တယ် donald ramar တို့ alison backer တို့က world class ကိုသမားတွေကျွန်တော်ဒါတို့လုံးဝတန်တဲ့ရမရှိဘူးဒါပေမဲ့လက်ရှိ current form ကိုပဲမူတည်ပြီးတော့ကျွန်တော် rider ကိုပဲရွေးချင်ပါတယ် အာဒီဒီရွေးချယ်ရရှုတော့မှမူတည်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကုသမားကအဆင်နဲ့ဖြစ်သွားပြီပေါ့နော်အဲ့တော့ကိုဆိုတော့ဒီ right back လေးယူပြီးပေါ့ full back တွေက right back ကိုရင်စတာပေါ့နော်ဘယ်ဘယ်သူအကောင်းဆုံးဖြစ်မလဲပေါ့ right back ကဒါအများကြီးတောင်စဉ်းစားစရာမလိုဘူးဗျလက်ရှိ Arsenal ရဲ့ဒီညာညာနောက်ခံလူတင်ပါကဥရောပဥရောပ level ဖြစ်သွားတယ်ဆိုတော့ Premier League တောင်နည်းနည်းလေးကြော်သွားတယ်ကာရီကာလာကလေးနဲ့ Villa မသိဘူးပြောတယ်ကမ္ဘာအကောင်းဆုံးညာနောက်ခံအဲ့လိုအဲ့လိုဖြစ်သွားအရင်တော့ကတော့သူအိုက်စင်မရောက်ဘူး၈300ဒီလောက်မှာ200ဒီလောက်ချင်းအဲ့လောက်မရောက်ဒဏ်ရာရည်နဲ့ရုံးကန်ရတဲ့ယာတိရှိတယ် ကောင်းတန်ချာညံ့တလဲရာသီရှိတယ်ဒီရာသီကျတော့လုံးဝအဲ့လိုအဲ့ level ကိုရောက်သွားဒါပေမဲ့ဟိုသူ့လိုသူ့ထက်ခေါင်းတဲ့ကစားသမားတွေလည်းရှိပါတယ်ဒါအမဟာကီမီတို့လိုကစားသမားမျိုးတွေဥရောပတစ်ခွင်နေတဲ့ကြီးမဟာကီမီတို့လိုကစားသမားမျိုးတွေသူ့ထက်ပိုကောင်းတယ်အာနိုရဲ့အကောင်းဆုံးချိန်တွေကောင်းခဲ့ပြီဒါပေမဲ့လောလောဆယ်မှာတော့သူကဒီပရီးမီးယားလိရဲ့အကောင်းဆုံးညာနောက်ခံလို့ကျွန်တော်မြင်တယ်ဒီအသင်းကြီး၃သင်းထဲမှာနော်လေဝါဟုတ်ပါဆိုညာနောက်ခံလို့နေရာမှာကော်နာဗရာလီတို့ဖရင်ဘောင်တို့ရုံးကန်နေရတယ်မန်စီးတီးဆိုညာနောက်ခံလို့ဘယ်သူကစားမှန်းတော့မသိဘူးသူကအလင်းသင်းတယ်လို့ ဒါဂွာရီယိုလာပွဲထုတ်နေတာ။ဒါညာချမ်းမှာဆိုရင်အခုဒါမာတီးယနူမာတီးယနူနဲ့ကစားတယ်။ဝီဂိုလူးဝေကစားတယ်။ဒါမှမဟုတ်သူတို့ကလည်းပုံမှန်ကစားခွင့်ရအောင်ဆိုတော့ဒီနေရာမှာတော့ဒါတင်ပါတကယ်ထီထီရှိနေပါလိမ့်မယ်။ဟုတ်ကဲ့အဲ့တော့ဖူဘက်ဒီဘက်လက်ဆန်နဲ့ဒီဘက်တောက်တယောက်ပေါ့ left left ဘက်က full back ဆိုရင်ဘယ်လိုဖြစ်မလဲပဲဆိုလို့ဆိုရော left back ကလည်းကျွန်တော်ထင်တာတော့အများကြီးစဉ်းစားတဲ့အမြင် Liverpool ကလောလောဆယ် left back မှာ သူလည်းကနာမငြိမ်သေးဘူး Robertson ပြန်လို့ Robertson နဲ့ Kaká နှစ်ယောက်ကိုကစားနေ Robertson တော့နောက်ပိုင်းပွဲတွေမှာပြန်ကစားနေတယ် Man City ကလည်း Elba မှာအထိုင်ကိုမရှိဘူးသူကသူက O'Reilly ကစားလိုက်တခြားမှာ Cavadio ထုတ်ကန်လိုက်သူတို့ကပုံမှန်ကိုမရှိရခုနလို right back လိုပဲသူတို့မှာအနေအထားကြောက်မရှိတဲ့ကြောင့် Arsenal မှာတော့ Lozet Diaz ဒီမှာအကောင်းဆုံးပုံစံရနေတာ Calafiori ဒါပေမဲ့ဟိုဒီ၃သင်းထဲမှာတော့သူအကောင်းဆုံးဆိုတဲ့ဥရောပတခွင်လောက်ထိတော့မပေါ့ဘူးပေါ့နော်ဒီ၃သင်းထဲမှာတော့ Calafiori လက်ရှိတော်တော်အခြေအနေမှာလက်ရှိအခြေအနေမှာပေါ့နော် Calafiori ဆိုတော့အဲ့တော့ အာကျွန်တော်တို့ဟိုဟာဘူခန်းစစ်နှစ်ယောက်ကိုချိန်ကြီးပဲယူပြီးပါအောင်ဘသူအကောင်းဆုံးဖြစ်မလို့လက်ရှိအဲ့၃ဆင်းထဲမှာပရီးမီးယားလိမှာလက်ရှိအချိန်နေမှာပေါ့လေကျွန်တော်ကဟုတ်ပါဒါတော့အားလုံးသဘောတူလိမ့်မယ်ပရီးမီးယားလိကိုကြည့်နေတဲ့ညီကိုတွေရောပြိသက်တွေရောအားလုံးသဘောတူကြလိမ့်မယ်လက်ရှိပရီးမီးယားရေဘက်မဝင်တဲ့ခန်းစစ်ကိုကြောက်ဆောင်ကျွန်တော်တို့တစ်ချိန်ကဂျွန်တယ်ရီကာဘဲဟိုတို့ဖာဒီနန်ဗီဒီနိုတွေတောင်မှပြန်ပြီးနှိုင်းရှင်ပြီးကွန်ဘဲလှုပ်လာတဲ့အထိတော်တော်လေးမာတဲ့ ဆက်စပီတွေမှာလည်းပြိုင်ဘက်တွေကိုထိုးနှက်နေတဲ့ Gabriel တို့ဆိုတောက်လျှောက်ဒုက္ခပေးနေတယ် Gabriel Saliba အတွဲကပဲအပြတ်သက်တာတယ် Man City မှာလည်း Vardio နဲ့ Ruben Dias ကောင်းတယ် Liverpool မှာလည်း Van Dijk Konate ကောင်းတယ်ဆိုရင် Van Dijk ကြာလာပြီ Konate Dias ကြာလာဆိုတော့မနစ်ကဆိုရင် Van Dijk Konate ရွေးမိမှာဒါပေမဲ့ လက်ရှိမှာတော့ဆာလီဘာနဲ့ဂက်ဗီယယ်ပါကျွန်တော်တို့ကလက်ရှိချိန်မှာပရီးမီးယားလိရဲ့အကောင်းဆုံးဆက်တရက်ကိုပြောနေတာပါလေဟိုဥရောပအကောင်းဆုံးနဲ့ကမ္ဘာအကောင်းဆုံးယူနေရမှာဘူးအဲ့တော့ကိုသမားနဲ့နောက်တန်းလေးယောက်ဒီအာဆင်နယ်ကဒါပေမဲ့ပြဿနာမရှိပါဘူးမယုံရင်တွားကြည့်လိုက်ပေးကူပနာ၃ခုပဲရှိတယ်အဲ့ဒါအဲ့မှာကျွန်တော်ပြသရတယ်အားလုံးလည်းလက်ခံရမှာထင်ပါနော်ဆိုတော့ဟိုမှဖြစ်ပါအောင်ဒါကလည်းဟိုလက်ရှိအခြေအနေမှာဘယ်အသင်းကပုံပြီးတောင်းတင်းနေရဆိုတော့လေးလည်းပုံမြင်တာတော့ဗောလေအဲ့တော့ကျွန်တော်ကွင်းလေဗောလေ433နဲ့တွားမလားတခုဗောလေဒါပြောရင်းနဲ့မှယူချင်တယ်ကွင်းလေမှာဆိုရင်ကိုဆိုရဲဆိုဘလူးယူချင်တယ်ဗောနော် ဘယ်နေရာမှာစူပါဟုတ်ကွင်းလေလေကျွန်တော်တို့ကနည်းနည်းဘက်လိုက်တဲ့တောင်ဖြစ်နေမှာမသိဘူးဘာလို့ဆိုကွင်းလေကြည့်လိုက်ကျွန်တော်ကွင်းလေမှာကြည့်ရအောင်မှာလီဗာပူးမှာဆူပါစလိုင်းအဲလီဗာပူးမှာဆူပါစလိုင်းရှိမယ်ဂရာဘန်ဘက်ရှိမယ်မက်ကလစ်ဆာရှိမယ်ဟုတ်ပြီးခဲ့နှစ်ကတက်တည်ပြပြီးသားဟုတ်တယ်ချန်ပီယံဆုကိုယူထားတဲ့အစားသမားတွေဟုတ်တယ်ဒါပေမဲ့ဒီယာစီမှာသူတို့ရုံးခံနေရတယ်မန်စီးတီးမှာရိုဒီရှိမယ်ရိုဒီသာအကောင်းဆုံးပုံစံရတယ်ကျွန်တော်ရိုဒီကိုကောက်ပြီးတော့ဒီမှာတနေရထားလိုက်နော်ရိုဒီကထိုင်ရိုင်နဲ့ရုံးခံနေရတယ်ရိုဒီနေရာမှာရှိနေတဲ့ ဒီလီโกကွန်ဇာလာကဘောထွက်ခွင့်မမှတ်ဘူးဆိုတော့ဒီမှာလဲကျွန်တော်ထင်တယ်ကျွန်တော်တို့နှစ်ယောက်ယူရင်အာဆင်နယ်ရဲ့ဒီကွန်လန်နှစ်ယောက်ဖြစ်တဲ့ဒက်ကလန်ရိုက်နဲ့စူဝီမန်ဒီအတွဲလိုက်ကြီးပါလာအောင်ပါပဲ။ဟာသူတို့နှစ်ယောက်ကဒီကွန်လန်မှာအဲ့လိုကြီးတောက်လျှောက်ကိုဗျာနှစ်ယောက်လုံးကတိုင်ပင်ရောအကုန်လုံးကစားခွင့်ရတာရောအသင်းကိုလိလုတဲ့အပိုင်းရောအသင်းကိုကာပါလုတဲ့အပိုင်းရောတိုက်စစ်သွားမယ်ဆိုရင်လည်းဒက်ကလန်ရိုက်က တိုက်နိုင်တယ်ဆက်ပြီးစီလည်းပေးနိုင်တယ်ဆိုတော့ကျွန်တော်တကယ်တခါလဲကျွန်တော်ဇုံအတွဲလိုက်ကြီးကျွန်တော်ဒါကွန်လန်အထိုင်ကို နှစ်ယောက်ကျွန်တော်ဒီတိုင်းနဲ့ယူလိုက်မယ်ပေါ့ဟုတ်ကဲအစင်းနဲ့နှစ်ယောက်ပေါ့နော် rice နဲ့အဲစူမန်နီလာနှစ်ယောက်ဖြစ်သွားပြီနော်အဲ့တော့ကုချင်းကြီးကတော့ကွင်းလေကိုတယောက်ထည့်မလားနှစ်ယောက်ထည့်မလားပေါ့လေဒါကုချင်းကြီးတော့လိုင်းတဲ့ပုံမှာဟုတ်လားကိုစုံတော့ပြောလို့ပါ Dragon Ride ကတော့ရွေးရမှာဒီမှာနည်းနည်းလေးကျွန်တော်ဇူဘီမန်နီတဲ့ဆိုင်ကျွန်တော် Graven Bash ကိုဒီနှစ်ပို့သဘောကျတယ်နော်အဲကျွန်တော်ဒါတကယ်ရွေးခွင့်ရှိနော်ကွင်းလေမှာ Dragon Ride ကဲ Graven Bash ကဲစူကို slide ရွေးပြမှာဟိုနှစ်ယောက်က double bike ပေါ့လေဟို Dragon Ride နဲ့ Graven Bash နဲ့ double bike ပေါ့ နေရာမှာထားပြီးတော့ Super Slime ကိုတော့ Attacking Midfield နံပါတ်10 Row ပုံစံမျိုးနဲ့သဘောကျတယ်ဗောလေဒီအသည်မှာကျွန်တော်က Premier League ကွင်းလယ်လူထဲမှာ Declan Rice ရဲ့ Kaiseido ရဲ့ Super Slime ကိုတော်တော်သဘောကျဒီ3ယောက်ကိုဒါအသည်ကြီးဒါအခုကျွန်တော်ပြောနေတဲ့အထဲမှာ Chelsea ကမပါလာလို့ဒါမှမဟုတ် Kaiseido ရွေးမှာကျွန်တော်အဲ့3ယောက်ကိုပဲရွေးမှာအဲ့တော့ Chelsea မပါတော့ကြောင့်လက်ရှိအဲ့ Kaiseido တို့လိုပဲတော်တော်လေးဒီအသည်မှာ Liverpool မှာတော်တော်အလုပ်ဖြစ်နေတာ Graven Bash Graven Bash ကိုလည်းရွေးချမ်းမထားခြင်းဘူးအဲ့တော့ဟိုကုသိုလ်တော့ဆူပီမန်ဒီလည်းတကယ်ကောင်းပါတယ်ဆူပီမန်ဒီလည်းတော်တော်ကောင်းတယ်ဒါအဲ့တော့ Declan Rice Graven Bell Super Slide ကိုရွေးခြင်းအဲ့တော့ဒီမှာတော့ကိုကိုဆိုရင်တော့တရားတော့ Arsenal နဲ့ပြန်လျှော့ပြလိုက်ပါနော်တရားတော့ပြန်လုပ်ပါတော့ဒီမှာဒီပဲဖယ်ထားခဲ့ပါဘောနော်အဲ့ဒါဘာလို့လဲဆိုတော့ Arsenal ဟိုလူအေးတွေလည်းများနေတယ်နည်းနည်းချိုးရပါလေချိုးရတယ်နည်းနည်းပြန်လျှော့ပြအဲ့တော့ကွန်းလယ်မှာ Liverpool နှစ်ယောက်ပါဘော Liverpool နှစ်ယောက်အာ Arsenal တရားပါလေအဲ့တော့ကျွန်တော်တို့တိုက်စစ်ကို၃ယောက်လောက်နဲ့သွားကြည့်လိုက်နော်အဲ့တော့ striker အတွက် ုံးရပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ striker တက်ဆိုရင်တော့ဒါလည်းသူ့နေရာနဲ့သူရှိပါတယ်ဒီနေရာဆိုလို့ရှိရင်ကိုကိုဆိုရင်တော့ကိုချင်းကြီးတို့ Arsenal ကိုတိတ်ရောက်သွားမှာမဟုတ်တော့ဘူးမရောက်တော့ဘူးအဲ့ဒီဆိုကျွန်တော်တို့ Arsenal ကိုပါလာမှာပါလာရင်တေချာပါပြီနော်။အလိုင်းရအထောင်မှာတရားကျော်ပါ။တော့ဘယ်ကနေနေရာပဲစဉ်းစားနေနေရာအတွက်အဲ့တော့ကုဆွေးတော့တနေရာလောက်လောက်ပါအောင်။ဟုတ်။ဘယ်ညာနေနေရာမှာလဲအရင်ကြီးကျွန်တော်မြင်လာတော့၃သိန်းလောက်မှာအရင်ကြီးဗျာ inform ဖြစ်ပြီးရှန်းရှန်းတော့ တယောက်ချင်းခြုံထွက်နေတာမရှိဘူးဟုတ်ဟုတ်မရှိဘူးပေါ့နော်ညာတော်ပေါ်မှာတော့စကာကိုတော့ရွေးမယ်ဆိုရွေးလို့ရတယ်စကာကတော့သူ့ရဲ့လှုပ်အားနှုန်းနဲ့ဒီဟာဒီအသင်းကိုဦးဆောင်နိုင်စွမ်းသူကအခုဆိုကပတိန်လက်ပတ်နဲ့ပါကစားနေရတာကိုသူ့ကိုရွေးမယ်ဆိုရွေးလို့ရတယ်ဒါပေမဲ့သူ့ထက်ကောင်းတဲ့ကစားသမားမရှိလို့ရွေးတာနော်ကျွန်တော်မနစ်ကတော့စာလောက်ရွေးရမှာမနစ်ကတော့စာလောက်ဒီနေ့ကတော့သူ့ကိုပဲရွေးရမှာဗျာဘယ်ချမ်းမှာကျွန်တော်စဉ်းစား ဘယ်ချမ်းမှာဘသူ့ကိုရွေးရမှန်းတော့မသိဘူးမရှိဘူးလေပါဦးမှာလည်းအဲ့ဘယ်ချမ်းကစားနေတဲ့ကစားသမားတွေအရင်ရှင်သမားပြနိုင်တယ်ဒုကူတော့မဆိုးဘူးအီကီတီကီကိုဘယ်ကိုထုတ်လိုက်မယ်ဆိုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်အီကီတီကီကိုဘယ်တော့မှမသုံးမယ်ဆိုဖြစ်နိုင်တယ်ဒုကူတဦးချင်းအလှုပ်အတိုးလှုပ်နေတဲ့ဟာလန်နဲ့အတွဲလိုက် combination သွားရင်ဒုကူရွေးလို့ရတယ်အာဆင်နယ်ဘယ်ချမ်းရွေးလို့မရဘူးလေပါဦးဘယ်ချမ်းလဲစဉ်းစားရမယ်ထင်ပါပါအဲ့တော့မဟုတ်သေးဘူးအဲ့တော့ကျွန်တော်ကတော့ဒီဘယ်ဒီဘယ်ချမ်းအတွက်ဆိုရင်တော့ဒါဒိုကူဖြစ်ဖြစ်ဟိုအဂီတီကီကိုဘယ်တောင်မှမဖြစ်ဖြစ်ကျွန်တော်အဲ့လိုမျိုးရွေးနေတယ်ဟုတ်ကဲ့ ခုချင်းကြီးဆိုရောအဲ့ဒီနှစ်နှစ်နေရာအတွက်ပတ်မှာလေကိုစိုးပြောဆိုဘယ်တော့မှအသိကြီးသုံးသိန်းလုံးဝိတဲ့နေရာသွားဖြစ်နေရာသွားပြီးသတိထားမိတာပေါ့လေအာဆနယ်မှာလည်း trosset လည်းပုံမှန်ဟို trosset ကစားလိုက်မာတင်နယ်လီကစားလိုက်အစီကစားလိုက်ဖြစ်နေရာဆိုတော့အဲ့ဘယ်တော့မှဂက်ပိုလည်းကစားရောကစားနေရမနှစ်ကလို့ခြေသွမ်းမရသေးဘူးဆိုတော့ဒိုကူကိုဒီနှစ်နည်းနည်းလေးပို့သဘောကျတယ်ဒိုကူကသူရောက်လာတဲ့ကနေပြီးတော့ အန်ဘရိုဒက်တွေတအားအားနေတဲ့ကစားသမားဒီယာဒီမှာတော့သူ့ impact လေးကိုအမြင်ရဆုံးပဲအလှုပ်တွေအတိုးတွေဟိုနည်းနည်းလေးခေါင်းသုံးပြီးတော့ပိုကစားတက်လာထိရောက်မှုပို့ပြီးတော့ရှိလာပြီလို့မြင်လာအဲ့တော့ဒူကူတော့ဒီမှာနည်းနည်းလေးပို့ပြီးတော့ဘယ်တောင်မှတော့ဆိုပို့ဦးစားပေးရွေးခြင်းဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒါဒီရှေ့မှာတော့ဒီဘယ်လိုပြောရမလဲတိုက်စစ်မှာတော့ဟိုမန်စီးတီးက2ယောက်လောက်ပါလာမန်စီးတီး2ယောက်လောက်ပါသွားတယ်ဒူကူနဲ့ဟာလန်နဲ့ပါသွားမယ်ခုဘက်မှာတော့ဆာကာရှိမယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဟိုဘာလီးသွားပြီးတော့တတိထားမိလဲဆိုတော့ဟိုလက်ရှိပေါ်လုံးလောကမှာ တက်စင်မှုတွေရှားပါနေတယ်။အဲဆိုအဲ့ဒါတွေတော့မြင်ရတယ်ပေါ့နော်။ဒီခန်းစင်းနဲ့ကိုယ်လေးမှာတော့ဟိုကစားမကောင်းလေးပြန်ကစားမကောင်းလေး now now music တခုထပ်ပြီးတော့ပေါ်ထွက်လာတယ်ပေါ့နော်။တိုက်စင်မှာတော့ဟိုလိုပြောကျွန်တော်တို့ဒီဒါလက်ရှိကအသိကြီးတို့ပြောလေရသုံးသိမ်းမာတော့မှတုံယောပြီးအောင်မနှဲရှာနေရသလိုဖြစ်ဖြစ်နေတယ်ဆိုတော့တိုက်စင်မှုကောင်းလေးရှားနေဆိုလေတော့နည်းနည်းပေါ်လွင်တာပေါ့နော်။ကဲဒါလေးကိုကြည်ကျင်းအားဖြင့်ကျွန်တော်တို့ကဒါအာဆင်နယ်အဲမန်စီးတီးဒါလီဗာပူးအသင်းတွေရဲ့ကစားသမားလက်ရှိရာသီဖြတ်သန်းနေတဲ့အစုအဖွဲ့ နဲ့သူတို့ရဲ့အဲဘိုင်းနေမှာအာတာဘိုင်းနေမှာအာတာနဲ့အာနဲ့အာနေနေဆိုတော့လေပို့ပြီးတော့အမြင်သာပါဗောနော်ဘယ်ဘယ်မှာဒါမှမဟုတ်အာဆင်နယ်ဆိုခန်းစစ်ပူကောင်းနေရပို့မြင်သာတယ်ဗျာနော်တိုက်စစ်မှာဆိုလို့ရှိရင်ဒါအာဆင်နယ်ကနည်းနည်းလေးရုန်းကန်နေတယ်ဆိုမြင်ရတယ်ခန်းစစ်တွေပို့ကောင်းနေနော်အဲ့လိုလေးလေလီဗာပူးကကွင်းလယ်မှာကောင်းနေတယ်ဟုတ်တယ်နော်အဲ့လိုလေးတစ်ဖြတ်စီလေးပေါ့ကဲဒါကျွန်တော်အချိန်လုံးအချိန်လေးပို့တော့မှာ ွဲကလည်း City နဲ့ Liverpool ပွဲဖြစ်နေတော့ဒါလေးဆက်ပြီးတော့ဆွေးနွေးကြရအောင်ပေါ့နော်။ဟုတ်ကဲ့အဲ့တော့ဒီဘက်ပေါင်ပြီးအတွက်ကိုဆွေးနွေးတော့ကုချင်းကြီးရောကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ပတ်မှာပြန်ဆုံကြပါမယ်။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကျန်ကြီးယူကြည့်ရှုနေကြတဲ့ပြည်သူများခင်ဗျာကျွန်တော်ဘလုံးရက်ွက်ဒီနေ့တင်ဆက်မှုကိုရန်နာကျင်ပါတယ်အပတ်စဉ်တိုင်းစနေတိုင်းနေ့ရက်ညနေ9:40တိုင်းမှာ channel ကရုပ်တံ live မှာဒီ season ဆော့မြောက်ကြည့်ရှုနိုင်ပါတယ် channel ကမြန်မာ youtube မှာလည်းကျွန်တော်တို့ season ကိုတွားရောက်ကြည့်ရှုနိုင်ပါတယ်ဆိုတော့အကြောင်းသတင်းကောင်းပိုင်းဒီ season ကနေနှုတ်ဆက်ပါတယ်အားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ